ားလုံးပဲမင်္ဂလာပါခုတစ်ခါရွေးချယ်ထားတဲ့အစားအုပ်ကတော့အစားအုပ်အစ်စ်လို့ပြောရမှာပေါ့နော်ဆရာမောင်ရင်မရဲ့မောင်ရင်မကျောင်းရှင်ရဲ့ပြည့်ရည်လင်းသောတည့်ရွတ်တည့်ရွတ်နဲ့ရတာဆရာများဆိုတဲ့အစားအုပ်လေးကိုရွေးချယ်ထားဖြစ်ပါတယ်ဆိုတော့ဒီအစားအုပ်လေးကိုဖတ်ပြပါမယ်ဒီထဲမှာဆိုရင်လည်းအကောင်းဆုံးနေအများကြီးပါတယ်ပေါ့နော်သူကဆောင်းမမဂ္ဂဇင်းတွေကိုနှစ်စဉ်နှစ်စဉ်လာစဉ်ပို့ထားတဲ့ဆောင်းမတွေကိုပြန်ပြီးအစုစည်းတင်စားထားဖြစ်ပါတယ်အာဆောင်းပါ 19ဘုတ်ရှိပါတယ်ပေါ့နော်19ဘုတ်ဆိုတာကဒီထဲမှာဟုတ်ပါတယ်19ဘုတ်ရှိပါတယ်ဆိုတော့ဒါဆိုရင်ပထမဆုံးရွေးချယ်ထားတာကတော့ပန်းရောင်နှင်းဆိုတဲ့ကောင်းစဉ်ကိုရွေးချယ်ထားတာဖြစ်ပါတယ်ဆိုတော့ဘယ်လိုလေးလဲဆိုတာကိုနောက်ထပ်ကြည့်ပြပါဦးမြမပြည်တဝန်းအကုန်တို့အိမ်မှာပါတို့ရမှာပါ ညကမိုးကြီးတမရွာချသည်2009တနှစ်လုံးမိုးရွချိန်183.63လက်မမိုးရွာရက်189ရက်ရှိသည်ဟုဆိုသည်လရံဝင်းဝါ၍ကျေပြိုးပြတ်သောညများ၌ပင်နှင်းမုံတွင်မြူချီတွင်ဝင်နေတတ်သည်နေအောင်လင်းချင်းတရာသည့်နက်နက်ခင်းတို့မှာတော့ဖုန်ကန်ရာစီနှင့်ဖုံရင်တောင်တန်းတွေပေါ်စိန်တုံးစိန်ခဲတွေတုံးကျဲထားသလိုမျိုးဘိုးဝင်းတောက်ပနေသည် ၂ရက်၃ရက်လောက်နေတာပြီပြီဆိုရင်တော့တေချာသောတစ်ချက်မှာမကြမီမိုးတွေအုံအုံတဲရအောင်တော့မည်ဆိုတာပဲဖြစ်ပါတယ်။မက်မက်ရှလဆွန်ဆွန်အထိအအေးမွေးကတည်တည်နေသေးရှိသည်။အွန်းဒေတာအတန်ရနဲ့ရာဒီဥလို့နဲ့မြင်ကွင်းအလုံးပြောင်းလဲသွားခဲ့ပြီးရန်ကုန်ရင်းတခုံစားနေခွင့်ရစဉ်ကာလအတွင်းမြမပြည်မျိုးမြောက်ဖြားကလက်ဆက်ပလက်နေရာအနီးကမြို့ကလေးသို့ပြောင်းရွှေ့လာရလက်မည်ဟုမမျှော်လင့်မိခဲ့ ောက်လာပြန်တော့လေကို့အိမ်ကို့ရရဲ့လို့အလွယ်တကူမှတ်ယူမရနိုင်ခဲ့သည်အရာရာပြောင်းလဲဆင်းဆက်နေသောဝင်းကျင်အတင်မှာအရာရာနေသားမကျနိုင်သည့်ခြေနှင့်အလွမ်းပေါင်း16000တာပဲလွှမ်းမိုနေခဲ့သည်ထူးဆန်းသောအလွမ်းတစားမှာချစ်ခင်လေးထွေးသောစာပေအတိုက်ဝန်းကလေးပဲဖြစ်သည်စင်စစ်စာပေအတိုက်ဝန်းဆိုရကလည်းတခြားသောနေပဲအတိုက်ဝန်းတွေမှာလိုပဲအလိုမကျစရာစိတ်နှောက်ကြည့်စရာသဘော မကျညီစရာတွေရှိတတ်သည်ပဲဖြစ်သည် တို့ပင်မဲ့ဒီမှာကအကျဉ်းစားမဟုတ်အမှုစားအပျော်စားဖြစ်သည်အနာတကြီးမဟုတ်နာနာကြီးကြီးမဟုတ်ခွန်းလွန်နာလေဘူးလွယ်သည်တိခံမေးပြောက်လို့ရသည်စာပေတန်ရုံးစဉ်ဖြင့်ပရိပက္ခလေးတွင်ချိုးပြီးသွားတတ်သည်ချစ်စရာချစ်ခင်သောစာပေရုံးရင်းတို့နှင့်မိုင်းထောင်ချီ၍ခွဲခွာလာခဲ့ပြီးနောက်သူတို့၏ရင်ခုန်သံကိုအနိကဆုံးချရနိုင်သည့်မက်ကဇင်းစာများနှင့်ပါဝေးခဲ့သည်ဖြင့်ကျွန်တော်မှမနေတတ်အောင်ပဲဖြေရပါသည် ခမားရှိတဲ့နေရာလတိုင်းပို့ပေးပါမယ်ဆိုတော့ဆရာမောင်စိမ့်ညီကြီးလဲတတိရီရွင်ခဲ့ပြီထင်တယ်မိစေတို့လဲမေခဲ့ပြီထင်တယ်ကျွန်တော်ကတော့မမေ့နိုင်ဘူးတွေးเสียဆန်းเสียတယ်ဒါပဲရှိတယ်မဟုတ်ပါလားဒီမှာကလက်ပြေးဆိုင်အတူထိုင်၍အစာပေးအကြောင်းထဲထဲဝင်ရုပ်အဖို့တဲ့ဟဲမရှိဆွေးနွေးပုံမရှိညှဉ်းပုံမရှိပြင်းရွယ်6တောင်တော်နေရတူလိုက်အတူပါလာတော့ စာအုပ်ကလေးတွေကိုသာပဲပေါ်ပြရသည်စာမျက်နှာတွေခြွေဖက်ရသည်အလင်းအမြန်ကုန်သွားမှဆိုရသည် မမရရတခုသောဇန်နဝါရီရက်တည်းမှာစာအုပ်ထုတ်ကြီးတထုကျွန်တော်ထံရောက်လာသည်စနေလရင်ဖြစ်ပါလာခြင်းဖြစ်သည်ချစ်ခင်သောမိတ်ဆွေကြီးဦးပိတ်ကခရီးကထခံ၍ဦးပိတ်လိုက်ခြင်းရင်းတခုခုနှင့်အလင်းစလုံးဖွက်ဖောက်လိုက်တော့စာအုပ်တွေရှုပ်ကနေထွက်လာသည်ပန်းလင်က cherry နဲ့အခြားစာအုပ်များ တတော်သည်ကာလများစွာခွက်ခွာနေသောချစ်သူကို ပြန်တွေ့လရသလိုမျိုးစိတ်လှုပ်ရှားသွားသည်ဖေဖော်ဝါရီလကုန်ရက်ရောက်လာသည့်စာအုပ်ထုတ်မှာတော့မိုးချန်နေပါလာသည်2008ဇန်နဝါရီလတို့စာအုပ်ကိုအဒီတာ ကိုရမုံထံမှတောင်းယူ၍ပေးပို့ခဲ့ခြင်းကျွန်တော်သည်ဒီရောက်မှပထမဆုံးဖတ်ခွင့်ရသည့်မိုးချန်နေစာမျက်နှာများကိုမမဆက်ဆက်စူးစမ်းရင်းစာတပိုက်အပေါ်အာယုံကထိခနဲကန့်ညီသွားသည် ပန်းနုရောင်နှစ်ကာလများ ဆရာတကုံတရာရေးသောစာနင်းတွင်သုံးသုံးလွင်ဝဲနေသည့်တောင်မွန်မြုပ်ကလေးမှဆိုင်ရစီယာအဖိုးအုံနှင့်ကျွန်တော်သည်ရုတ်တရက်အနီးကပ်သွားခဲ့သည်မြန်မာစာပေလောကဤအရေးကြီးသောစာရေးဆရာကြီးဖြစ်သည်ဆိုသောအချက်၌မြေသူမြအငင်းမပွားဟုထင်ပါသည်။ထို့ပေမဲ့ကျွန်တော်သည်စာရေးဆရာအဖိုးအိုကိုတစ်ချိန်တစ်ခါမြတ်တွေ့ဆုံကာရဝပြုခဲ့ဟုခြင်းမရှိပါ မော်ဘီဆက်ယုံကြီးလက်မှာဆရာနေတော့ကာလဆရာရေးဆရာကဗျာဆရာတို့ဆရာထံအရောက်သွား၍ကာရောကပြုလိုက်ဆရာအဘိုးနဲ့ဆက်လင်းရာရင်ခုန်တန်တွေကိုဖွင့်နေလိုက်ဆမ်မနာတွေပေါ်ပြုပြနေသည့်ကာလဆရာလင်းယုံမောင်ကနေမရောက်လာတော့ကျွန်တော်ကိုဆရာဘိုးတန်လိုက်ပို့ပေးမည်ဟုပြောခဲ့သေးသည်မတော်ပြခဲ့ရန်ကုန်၌ကျွန်တော်နေခဲ့သည့်ကာလ၌ဆရာသည်စောင်းခိုရန်တောင်ဥက္ကလာတို့ရောက်လာတဲ့သည်ဆရာမောင်စင်းကြီးဆရာလေး တင်ဆန်ဦးနဲ့ဆရာဦးထမြတ်တို့ကျွန်တော်နဲ့အတူလက်ဖက်ရည်ဆိုင်ထိုင်ရင်းမှနေရဆရာအဖိုးထံသို့ထားသွားခဲ့ကြသည်ကျွန်တော်ကိုခေါ်တတ်သည် မလိုက်ဖြစ် အကြောင်းကြောင့်ကြောင့်မလိုက်ဖြစ်ကျွန်တော်ကဆရာကိုဆမင်နာတွေပေါ်မြင်ရသလောက်နဲ့ကျင်တဲ့ဆရာစာပေဆရာအယူဆအတွေ့အမြင်တို့ကိုဆမင်နာတွေပေါ်မှာမြင်ရသည် ကျွန်တော်ကဆရာကပြားတွေနဲ့စာရင်းဆရာစကားပြေကိုပို၍နေတတ်သည်ဆရာအဖွင့်တွေကိုနေတတ်သည် မီခိုးနုယောင်ကနုခတ်တွေနဲ့ဆရာဤဝိထုတို့ပေါင်းချုပ်စာအုပ်ထူစီတအုပ်ကို လုံခဲ့သောနှစ်ပေါင်းများစွာကကျွန်တော်ပိုင်ဆိုင်ခဲ့ဖူးသည်ဖူးဖူးညံ့ညံ့ကြည်အောင်ဖတ်ခဲ့ရင်ခုန်ခံစားခဲ့ဖူးသည်ဆရာကအဖွဲ့နှွဲ့အမြင်သာပြောင်းလဲသည်အယူဆရေးရ၌မောမာသည်မြင်းမြန်သည်ဟုကျွန်တော်ထင်သည်ရန်သူမရှိမိတ်ဆွေသာရှိမောင်းသူမရှိချစ်သူသာရှိဆိုသောဆရာအယူဆကိုမြင်းဆန်သော အတန်တချို့ကြားခဲ့ဖူးသည် နိုင်ငံရေးဆိုတာရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာဆိုသောစကားနဲ့ဆက်ဆက်စဉ်းစားလိုက်ရင်တော့အငင်းပွားချက်များကျင်းမြုံသွားမှုချင်သည်တို့ပေမဲ့ဆရာသည်ဘဝတစ်လျှောက်လုံးစာပေအမှုပညာကိုပဲဖတ်တွင်နေခဲ့သည်ငယ်စဉ်ကစနေရဆရာဖြစ်ခြင်းသည်ဟုတဖောက်ဖွားဆရာဆိုခဲ့သည်နိုင်ငံရေးကိုတခြားလုံးဆရာညင်းဆန်ခဲ့သည်ကျွန်တော်နိုင်ငံရေးသမားမဟုတ်ဘူး၍အချိန်ချင်းဆိုခဲ့သည် ဆန္ဒဆရာဖြစ်လို့သောဆန္ဒတို့မဟုတ်အနုပညာ၌မှုလျော်ညွန်နူးလို့သော အာလျာတစ်ဖက်မှာတော့အနိုင်နိုင်ရေးစိတ်ထက်သန်၍နှိုးချပြင်းပြသောရှိသောမိတ်ဆွေရောင်းခြင်းတို့၏တွေ့ညှိညွန့်ငင်မှုတိတ်မလွယ်ရှောင်မရနှင့်ဆရာအဘယ်မဲ့ယုံထွက်ဖို့ခဲရင်ခဲ့မည်ကိုမှန်းဆကြည့်မိပါသည်ပိုရွဆိုရသောတစ်ချက်ရှိသေးသည်လွတ်လပ်ရေးရကားစခုပွင့်ဆန်ဒီမိုကရေစီခေတ်ဟူ၍ဆရာက အနွန္တတညာပြုခဲ့သောကာလတွင်မမျော်လင့်ပဲနှစ်ချမ်းဝဲခဲ့သည်ဘယ်နှစ်ဖက်စလုံးဆရာဤရင်းချသောမိတ်ဆွေများဖြစ်နေခဲ့သည်ထိုအချက်သည်အရေးကြီးသောတမန်အချုပ်ကိုတစ်ချက်ဖြစ်သည့်အတွက်ကြုံတော့ကြုံခဲ့ဖြတ်တန်းခွင့်ရခဲ့သည်ဟုဆိုရမည်ဖြစ်တော့လေဆရာအဖို့ရာစိတ်မသက်သာစွာဖြစ်ခဲ့နေခြင်းသည် တပ်ပင်းအထန်တန်ရှိုက်ခဲ့နေခြင်းသည်ဒီလိုအခြေအနေမျိုးတွင်လမ်းခွင်း၌ငေးရင်နေသောဆရာအအတွေ့အမအရေးသမားအငေးသမားဟူ၍သူ့မိတ်ဆွေတို့ကအကဲဖြတ်ခဲ့ခြင်းဖြစ်မြင်ခြင်းသည်ထိုစဉ်ကထိုသူအကဲဖြတ်ခဲ့သည်ကိုဆရာကတစုံတရာတုံ့ပြန်ခြင်းမပြုဘဲသူ့ဝတီအတိုင်းပြုံးတုံးတုံးအမူအရာဖြင့်သာမြင်တတ်နေခဲ့သည်ထင်သည် နှစ်များကြာမြင့်သောအခါတွင်နယံလေးပတ်အချားသို့ရောက်၍စိတ်ဖလူရနံ့ကိုရှူဆိုင်ပြီးတော့မှတနှုတ်နှုတ်ပြန်၍စဉ်းစားခဲ့ပုံရသည်သူကိုယ်သူပြန်၍ရှောက်ဝေခဲ့ပုံရသည်စိတ်ဖလူရနံ့၌မိမိကိုယ်ကိုတွေ့ရှိခြင်းဟူ၍ဆရာကလှပစွာဆိုခဲ့လေသည် ဆရာတီသူ့ကိုသူပြန်လည်တွေ့ရှိသောအခါမိတ်ဆွေရင်းချတို့၏အကဲဖတ်ချက်များနှင့်ဆက်လင်း၍ပြန်လည်တုံ့ပြန်ပြောပြလိုပါလိမ့်မည်ညင်းဆန်ရန်ခေါင်းငိတ်သဘောတူလိုက်ရန်သူဖြတ်တန်းခဲ့သောတမိုင်းခစ်တွေပုံရိပ်တွေထိတွေ့ခံစားမှုတွေထင်မြင်ချက်သုံးသပ်ချက်တွေပြောလိုပါလိမ့်မည်မိတ်ဆွေတို့ကပြန်ပြောသည်ကိုလည်းကြားလိုပါလိမ့်မည်သို့ပေမဲ့မဖြစ်နိုင်တော့ပြီပြောလိုတော့လည်းမပြောနိုင်တော့ပြီကြားလိုတော့လည်းမကြားနိုင်တော့ပြီ ူတို့တွေမှာတမိုင်းခင်များကိုဖျက်တမ်းရင်ကိုလွန်သွားကြပြီကော ကိုအောင်ဆန်းလည်းမရှိတော့ပြီ ကိုပါဟင်းလည်းမရှိတော့ပြီကိုပါဆွေလည်းမရှိတော့ပြီ ကိုကျော်ငင်းလည်းမရှိတော့ပြီ ကိုကြီးနူလည်းမရှိတော့ပြီကျွန်တော်ပြန်၍မေးရမိသူများလည်းမရှိတော့ပြီကျွန်တော်ဒီနှင်းတွေမှုံမှုံဝွင့်လွဲနေသည့်တောင်ပေါ်မြို့လေးတစ်မြို့မှာအဘိုးအိုတူဦးဤငေးရီသောမြုံမများကို မြင်လိုက်မိသည် အတိတ်ဆွေဆွေ အနာဂတ်ဝေဝေပြစ္ဆုတ်ပံတတင်း၌တူးတဲ့အပေါ်မှာကြံ့ရင်ခဲ့သောတတ်တော်ရှိအမှုပညာတည်းကြီးတယောက်ပျော်ရွှင်မှုဝမ်းနည်းမှုကြီးကွဲမှုတို့၌ခွဲဝေခံစားဖို့ရာအဖို့မဲခဲ့ပြီးသောတွေ့တာတာတွေ့ဖြစ်ခင်သောမိဆွေရင်းချမရှိတော့ပြီဖြစ်သောလွမ်းတည်မှု၍ဆရာမဆိုခဲ့အတို့ပေမဲ့ညီမြလွမ်းဆရာကောင်းလိုက်ပါသည်ဆရာဒီတမိုင်းခစ်ကို တမင်လေပြန်ကြည့်ပြီးအချိန်ချင်းဖွင့်နေခဲ့ဖို့ဒီအသေးအချာပြန်စဉ်းစားကြည့်တော့နူးညံ့၍ပါးလျတော့ဆရာအဖွင့်နေလို့၌အလွမ်းစားတွေရစ်ထွေးနေပြီးထင်မိသည်ဆရာဤအလွမ်းတို့၌တာတွယ်ချစ်ခင်ပွေရသောမိစေတို့ဤတယောစဉ်တွင်မြတာပဲကန့်ညိနေသလိုဤသို့ပင်ဖြစ်စေဝမ်းမြောက်ချီးမြှုပ်ပွေရ၎င်းဝမ်းနေချီးကွယ်ပွေရ၎င်းခံစားမြောက်ပွေမှုရာ ခုံမဲ့တော်ဘွားကတကယ်ပဲလွမ်းစရာကောင်းပါလိမ့်မည်ထို့ထက်ပို၍လွမ်းပွေရာကညှင်းခုံဖို့ရာအဖုံမဲ့တော်ဘွားဖြစ်မည်ထင်သည်ကျွန်တော်သည်နှင်းမုံဆက်လက်ကြမှစာရေးစရာအဖို့အဖို့လွမ်းသွားသည်လရောင်ဝန်း၍ကျယ်လင်းတော်မိရတို့ကိုလည်းလမ်းသွားမိလေသည်ဆိုဒီဆရာရဲ့စာရုံဖတ်မိလိုက်ပြီးတော့ဗောနော်။ဘာတွေးမိလိုက်လဲဆိုတော့ဒီဆရာဟာဆိုရင်လေဟိုရှေ့ပြီးခဲ့တဲ့ ဆစ်အနာရှင်ခစ်ကိုလည်းမိခဲ့တဲ့သဘောတရားတွေ့ရတယ်ပေါ့နော်ဆိုပြန်စဉ်းစားကြည့်ရင်ကျွန်တော်တို့ကလည်းအခုလက်ရှိအဲဒီကာလအပိုင်းခြားမှာကြောဖြစ်နေရပေါ့နော်ဒါဆိုရင်နောက်ထပ်အဲဒီသူတို့တောင်ကြောဖြတ်ပြီးတော့အောင်မြင်ခဲ့ပြီခစ်တက်ခုကိုသူတို့ကုတန်းခဲ့ပြီပေါ့နော်ကျွန်တော်တို့လည်းအခုလက်ရှိဒီခစ်ကြီးမှာရင်ဆိုင်နေရတယ်ဒါဆိုရင်နောက်အနာဂတ်မှာရောကျွန်တော်တို့ဘယ်လိုဖြစ်လာမလဲပေါ့နော် ဘသူတွေကကြံရှိပြီးတော့ဘသူတွေကလွမ်းနေကြရမလဲဆိုတဲ့ယတာလေးကိုခန်းစားမိတယ်။အဲဒီလိုမျိုးဘာတွေဖြစ်နိုင်မလဲဆိုတော့အသေးစိတ်နဲ့ပို့ပြီးတော့ရှင်းစဖို့စိတ်ကလေးဖြစ်လာခဲ့တယ်ပေါ့နော်။ဆိုဒီစာအုပ်ကလေးကိုနောက်ထပ်ကောင်းစင်နေလဲအတူတူရှိနေရကြောင်းမလို့ဆက်ပြီးတော့ဖတ်ဖို့ဆန္ဒရှိပါတယ်အလုံးမဲ့အတူတူနောက်ဆင်ပြင်မယ်လို့ယူကြည်မိပါတယ်ဒါဆိုရင်နောက်ထပ်ကောင်းစင်တွေတစ်ခုမှပြန်လဲဆုံးတွေ့ပါမယ်အလုံးကိုချစ်စစ်တင်ပါတယ်